င်္ဂလာပါ Football Preview Channel နေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့ဒီ Charter Re ညပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ Titan ညပွဲစဉ်ကတော့မရှိဘူး။အဲ့တော့ဒီတခြားကစားဖို့ရှိတဲ့ပွဲစဉ်တွေတည်းကနေပြီးတော့မှကျွန်တော်တပွဲကိုရှာတာပဲပေါ့နော်။အဲ့ဒီတပွဲကဒါဒီနေ့ညတနင်္လာမှာကစားမဲ့ Champion Bundesliga Playoff ပွဲစဉ်တွေဝယ်ဖြစ်တဲ့ဒီ Heidenheim နဲ့ Everbad အတင်းတွေပွဲစဉ်ပေါ့နော်။အဲ့ပွဲစဉ်ကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့တုံ့တက်ပေးမှာပေါ့နော်။ အဲ့တော့ဒါဒီနေပွဲစဉ်ကိုကြိုပြီးတော့မတုံ့တက်ပေးခင်မှာဆိုလို့ရှိရင်တခြားသောထိတ်တန်းဒီပွဲစဉ်တွေရဲ့တုံ့တက်ချက်တွေတစ်တွေကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram Channel ကို join ထားလို့ရတယ်ဗောနော Telegram Channel link ကိုဒီ video အောက်က comment မှာ pin comment အနေနဲ့ထားပေးတာဗောနော်ဝင်ပြီးတော့ join ထားနိုင်တယ်ဗောနော်အဲ့တော့ဟုတ်ပြီဒါ Hidden Hima နဲ့ Everbug ဗောနော်ဒီပွဲစဉ်ရဲ့ ခြေကိုကျွန်တော်ပြန်ကျင်ရဟိုက်တိုင်းမှာအတင်းကတည်ကြရင်45ပြားရှုံမယ်ပြီးတော့ကိုပေါင်းနေနေဆိုလို့ရှိရင်3ကိုသွင်း95ပြားရမယ်ဘောနော်အဲ့တော့ဒီပွဲစဉ်ကဒါမှဂျာမန်ဘွန်ဒက်လီကဝင်ဝင်အတွက်ပလေးရောကစားရပွဲစဉ်တွေဝဲဖြစ်ပြီးတော့အင်ကွင်းဝဲကွင်းနှစ်ကြော့ကစားမှာဖြစ်တယ်ဘောနော်ဒီနေ့ပွဲစဉ်ကတော့ဒါပထမအကြော့ပွဲစဉ်ဖြစ်ပြီးတော့ဟိုက်တိုင်းမှာအတင်းကအင်ကွင်းမှာသူတို့အရင်ဦးဆုံးအဲ့ကန်ကစားမှာဖြစ်တယ်ဘောနော်အဲ့တော့ဒါဂျာမန်ရဲ့ဒါဒုတိယတန်းလီကနေပြီးတော့ဒါဘွန်ဒက်လီကဟိုနှစ်နှစ်ဆက်လိုက်တန်တက်လာခဲ့တဲ့ဟိုက်တိုင်းမှာအနေနဲ့ကတော့လက်ရှိမှာသူတို့ဒါဂျာမန် ုတိယရန်လီကိုပြန်မစင်းရဖို့အတွက်ဆိုရှင်ဒီနေ့မှာသူတို့ play off ကစားနေရပြီဖြစ်တယ်ဘောနော်ဒီ2024 2025ဘောလုံးရသည်မှာပြောမယ်ဆိုလို့ရှင် high tension မှာအတွက်ကဒီ conference league ဝင်ဝင်ပါကစားရေးရဆိုတော့သူတို့ရဲ့ကစားသမားတွေရဲ့ကစားရေးရပွဲအတွက်ကတော်တော်လေးကိုများခဲ့တယ်ဘောနော်အဲ့တော့ကစားသမားတွေရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာဆိုလို့ရှင်အားနေခဲ့ပြီးတော့ ဒီယာဒီပိတ်မှာတော့သူတို့ဘွန်ဒက်လီဂါရဲ့အဆင့်16နေရာနဲ့ပဲယာဒီတင်းခဲ့ပေါ့အဲ့တော့ဒီလာမယ့်နှစ်ဒါဘွန်ဒက်လီဂါမှာသူတို့ဆက်ပြီးတော့ကစားကွင်းရဖို့အတွက်ဆိုလို့ရှင်ဟိုက်တန်အိမ်မအနေနဲ့ဒီနေ့ စားမယ်ဒါ player ကိုသူတို့အနေနဲ့ကြော်ဖြတ်ဖို့လုပ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကဒီ Everbet အသင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Bundesliga 2မှာသူတို့200ရာသီဇက်တိုက်ကစားခဲ့ပြီးနောက်မှာတော့ဒါပထမဆုံးအကြိမ်ဖြစ်ဒါ Bundesliga တန်တဲ့ခွင့် player ကိုသူတို့ကစားခွင့်ရခဲ့တာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီနေ့ကစားမယ့်အသင်းနှစ်သင်းလုံးကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်သင်းလုံးရဲ့နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်3ပွဲက2သင်းပေါင်းတွင်ကို3ဂိုးထိရောက်ခဲ့တယ်ပေါ့နော်ပြီးတော့ high time မှာအသင်းရဲ့ DRD အိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်သင်းပေါင်းဒါပြန်မြ၃ခုဝင်ကျင်တော့တော့ရောက်ခဲ့တယ်လို့ကျွန်တော်သတ်မှတ်နိုင်တယ်ပေါ့နော်ပြီးတော့နောက်ဆုံး၈ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဟိုက်တိုင်းမှာအသင်းကဒါ၉ရောင်းအတွင်းနိုင်ရတဲ့ပွဲစဉ်တွေကဒါရာဂန်လုံးအဖြစ်ဆိုလို့ရှိရင်85ရာဂန်လုံးလောက်ထိကိုရှိခဲ့တယ်ပေါ့နော်ဒီတစ်ပတ်က ever bell ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နောက်ဆုံး၁၀ပွဲမှာသူတို့၉ရောင်းအတွင်းနိုင်ရတဲ့ပွဲစဉ်တွေရဲ့ရာဂန်လုံးကဒါ80ရာဂန်လုံးထိရှိရမှာအဲ့တော့ပြောမယ်ဆိုလို့ရှိရင်နှစ်သင်းလုံးအနေနဲ့ကျတော့ ဒါကိုရဖို့အရင်ရို့ခက်ခဲနေတဲ့အသေးနဲ့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒါဒီနေ့ပွဲစဉ်ကကြတော့လေဒါပထမအကြော့ပွဲစဉ်ဖြစ်တယ်ဆိုပေမဲ့လို့ဒီပွဲမှာဒီနှစ်သင်းလုံးရဲ့တိုက်စစ်ပိုင်း အားကောင်းနေမှုကဒီပွဲမှာဒီအပြန်လည်တွင်းကိုရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနအဲ့တော့ဒီပွဲရဲ့ဒါပထမဆုံးရွေးချယ်မှုတစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီခိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ဗောနပြီးတော့ဒါဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ height and height အတင်ကိုရွေးချယ်ပေးခြင်းနဲ့ဗောနဒီတစ်ဖက်ကအေဘဘက်အနေနဲ့ကကြာတော့သူတို့ကစားခဲ့တဲ့အဝေးကွင်းပွဲချင်းတွေမှာဆိုလို့ရှိရင်သူတို့အသေးသေးတာတာရုန်းကန်ခဲ့ရတယ်ပြီးတော့ height and height အနေနဲ့ကကြာတော့လေဒီရာဒီသူတို့ရဲ့ Bundesliga မှာဆိုလို့ရှိရင်ဒါအိမ်ကွင်းမှာကစားတဲ့ပွဲချင်းတွေထက်အဆိုင်သူတို့အဝေးကွင်းမှာကစားတဲ့ပွဲချင်းတွေ ာသူတို့တော့ရာလက်တွေပို့ပြီးတော့ကောင်းနေတာဟုတ်တယ်ရပါဘူးဒါပေမဲ့လို့ဒါအတွေ့အကြုံပိုင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် high time မှာအနေနဲ့ကကျတော့ ever bat ပို့ပြီးတော့အတွေ့အကြုံများတယ်ဗောနဒီ bundesliga player ပထမဆုံးအချိန်ကစားဖို့ ever bat အနေနဲ့ကကျတော့လေဒါဂျာမန်ရဲ့ထိပ်တန်းလိမှာနှစ်နှိမ့်ဆက်တိုက်အတွေ့အကြုံတွေများစွာရှိနေတယ် high time မှာကိုသူတို့ရှင်ကစားဖို့ဆိုတာလေခက်ခဲလိမ့်မယ်ကျွန်တော်ထင်တယ်ဗောနအဲ့တော့ဒီဘွဲမှာကျွန်တော်ဒီ high time မှာကိုသဘောကျတယ်ဒါတည်ကြမှ45ပြောက်ပဲရှုံးမဲ့ပေါ်လီဂျီတစ်ခုမှာ ဒီ high range မှာအတင်းကိုဒါဒုတိယရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပြီးချင်းနေပါတော့ပြီးတော့ဒါဒီပွဲမှာဒါ9ရက်လက်အနေနဲ့ဆိုလို့ရှိရင်လည်း high range မှာဒီ2ခု2ခုလောက်နဲ့အန်တန်ရတော့လဲမလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဒီပွဲမှာတော့ဒီ high range မှာ ਨੇ 9ပေါ်ရွေးချယ်ပြီးချင်းနေပါတော့အဲ့တော့နောက်ပြီးတော့ဒါညီကိုလို့ရဲ့အမီနေကိုလည်းဒါ DVD အောက်က comment မှာဝင်ပြီးတော့မှတ်သွားပြီးလို့ရပါတယ်